ရှိမင်းဆက်ဆက်မှာယနေ့ထက်တိုင်းအမျိုးမျိုးရော်ရော်မှာချိမ့်ချိမ့်တဲတဲကြံပပလုပ်တဲ့တပူတွဲလာရဲ့ထမင်းထူပွဲတော်ထမင်းထူပွဲတော်ကိုတော့နှစ်စဉ်နှစ်တိုင်းတပူတွဲလာဆက်မှာလာပြည်နေသည့်ကြံပပလုပ်လိရှိကြပါတယ်မိဘပြည်သူများရှင် ီကနေ့2015ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာတော့ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့2014-2015ပညာသင်နှင့်အတန်းတာယာရေးကော်မတီလိုက်ထမင်းထိုးပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်မိဘပြည်သူများတိကျခန်းစားစေနိုင်မှုရိုက်ကူးထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ မြန်မာပြည်သူများရှင်အခုဆိုရင်တော့ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ပေါင်းစည်းခြင်းဟာအင်အားစီးလုံးခြင်းဟာအင်အားဆိုတဲ့ကြာတာတဲ့ထမင်းထိုးပြန်ပွဲကြီးဟာအခုဆိုရင်တော့ပျော်ရွှင်စွာနဲ့အစတင်နေပြီဖြစ်ပါတယ်ရှင်မြန်မာပြည်သူများရှင်အခုဆိုရင်လည်းမြန်မာပြည်သူများမြင်တွေ့ရတဲ့အတိုင်းပါပဲထမင်းထိုးပြန်ပွဲမှာထမင်းထိုးနေတဲ့ចောင်းသားတွေဟာဆိုလို့ရှိရင်တကယ်ကိုအာသွန်ခွန်ဆိုင်နဲ့ထိုးနေတယ်လို့ဘေးမှာအပင်းနေကြတဲ့ចောင်းသားចောင်းသူများရဲ့အပျော်တွေဟာဆိုလို့ရှိရင်လည်းကြည့်ရှုနေကြတဲ့မြန်မာပြည်သူများအတွက်ထပ်တူထပ်ပြခံစားရမယ်လို့မျှော်လင့်မိပါတယ်ဆက်လက်ပြီးတော့ဒီပြိုင်ပွဲရဲ့မြင် ခွေးဖုန်ကြီးများနဲ့ပတ်သက်ပြီးမိဘပြည်သူများအနေနဲ့ထက်သူထက်မြခန်းစားစေနိုင်မှုတွေရိုက်ကူးထုတ်လွှင့်တက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်2014-2015ပညာသင်နှင့်အတန်းတာယာရီကော်မတီလိုက်ထမင်းထိုးပြိုင်ပွဲကြီးကိုတော့လေးချင်ရီထက်တန်းကျောင်းဘောလုံးကွင်းမှာနနက်9:00နာရီချိန်ကနေစတင်ကျင်းပပြုလုပ်ခဲ့ကြပါတယ်ရှင်။ မိဘပြည်သူများရှင်ချက်မင်းထိုးပွဲတော်ကိုရက်ွက်လိုက်ဖြစ်စီလမ်းလိုက်ဖြစ်စီတပြောတပားနဲ့စံပပလုပ်တဲ့ပွဲတော်ပဲဖြစ်ပါတယ်ရရှိရဲ့ထမင်းတွေကိုလည်းဖျားလူခြင်းဖုံးတော်ကြီးကြောင့်ပို့ခြင်းရဟန်းတန်ဃာတော်များကို စက္ကပ်လှူဒန်းခြင်းတက်ကြီးရွယ်ဦးများကိုလှူဒန်းခြင်းနဲ့အချင်းချင်းဒါနာပြုကတပြော့တပားနဲ့ဆင်နွှဲကြလေရှိပါတယ် အဲကျွန်တော်တို့ဒီရန်ကုန်ပြည်ရင်တက္ကသိုလ်မှာ10မိနစ်တို့ပြိုင်ပွဲကျင်းပလာတာဒါ၄ချိန်ရှိပါကြီးခင်ဗျနေနေက၄နှစ်မြောက်ပါပဲဟုတ်ကဲ့ကျွန်တော်တို့ဒါတပူရွဲလာဆိုလို့ရှိရင်လဲဒါအားလုံးကမြန်မာယူဟာဟလာ ထုံနှန်းစင်လာရဒလီထုံနှန်းရ10မိနစ်တို့ ထိုးကြတယ်ထိုးပြိုင်ထမင်းနဲထိုးပြိုင်ဝဲတွေကျင်းပကြတာကျွန်တော်တို့လည်းဒါအကြောင်းသူအကြောင်းသားတွေကိုမြန်မာယူအာအဆင်လာကိုအသိရှိပြီးတော့မြန်နုခင်တဲ့တောင်းလို့ဒါနှစ်ဆင်ကျင်းပပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ပြိုင်ပွဲမှာတော့ကျွန်တော်တို့6သင်းပြိုင်မှာပေါ့ကျွန်တော်တို့6သင်းဆိုတာကလည်းကျွန်တော်တို့ပညာရေးတက္ကသိုလ်မှာအတန်း6တန်းရှိပါတယ်။နော်စတိုရာနဲ့မှာပထမနှစ်ဝက်ဒုတိယနှစ်ဝက်2တန်းတတိယနှစ်မှာပထမနှစ်ဝက်ဒုတိယနှစ်ဝက်2တန်းနဲ့ဒုတိယနှစ်တန်းတန်းနဲ့ပထမနှစ်တန်းနဲ့6သင်းရှိတာကိုကျွန်တော်တို့က ဒီကျောင်းမှာတော့အတန်းလိုက်ကိုအတန်းသာရေးကော်မတီလေးတွေဖွဲ့ထားတာရှိပါတယ်အဲ့တော့အတန်းသာရေးကော်မတီလိုက်ဒါထမင်းနေထိုးပြိုင်ပွဲအဲ၆သင်းပြိုင်ပွဲဖြစ်ပါတယ်ဆ iam တို့ဒီပြိုင်ပွဲကဆ iam တို့အတန်းကတတိယနှစ်ပထမနှစ်ဝယ်ပါအဲ့တော့ဆ iam တို့ဂျူပမီရနဲ့မြန်မာစာနဲ့နှစ်သင်းပေါင်းထားတဲ့အတန်းသာရေးကော်မတီပေါ့ဆ iam တို့ကတတိဝိုင်းရဲ့အတန်းသာရေးကော်မတီပါဒီကလေးတွေပထမနှစ်တုန်းကပထမရောက်ဘူးပါတယ်သူတို့အတွေ့အကြုံလေးရှိပါတယ် တော့သူတို့ရဲ့စူပေါင်းအားနဲ့ပေါ့ထမင်းနဲ့ထိုးတဲ့အဖွဲကထမင်းနဲ့ထိုးတယ်အခုဝရင်ဒုဘအိုစီရဒုဘအိုစီဝိုင်းထုတ်တယ်အမှုပညာအဖွဲကအမှုပညာပေါ့နော်ဟိုထိုးတဲ့ထမင်းနဲ့ထိုးတဲ့အဖွဲကထမင်းနဲ့ပေါ့နော်သူ့အဖွဲနဲ့သူလိုအပ်တာတွေကူညီကြတယ်အဲ့တော့မြန်မာသားဌာနနဲ့ယူပဗေဒဌာနဆီယမ်မာတွေဟိုမှာတွေ့တဲ့အတိုင်းပဲအကုန်လုံးအားပေးကြတယ်ចောင်းသားတွေကိုလိုအပ်တာတွေဆီယမ်မာတို့ဝိုင်းဝန်းကူညီကြတာပေါ့သူတို့ကရှေ့ရလုပ်တယ်ဆီယမ်မာတို့ကနောက်ကနေလိုအပ်တာတွေအကုန်လုံးကူညီပေးတယ်ပံ့ပိုးပေးတယ်လမ်းညွန်ပေးတာပေါ့နော်ဟုတ်ကဲ့ပါဟိုကျွန်တော်တို့ဒီ န်ကုန်ပညာရေးတက္ကသိုလ်ရဲ့ထမင်းနဲ့ဝဲရဆိုရင်တော့ပြင်းနှစ်စဉ်နှစ်တိုင်းစင်ဆက်ကျင်းပလာတာဖြစ်တယ်ကျွန်တော်တို့ပထမနှစ်ဒုတိယနှစ်တတိယနှစ်ခုဆိုရင်တော့ဒါတတိယအကြိမ်မြောက်ဟိုကျွန်တော်တို့အနေနဲ့ပါဝင်ဆင်နွှဲတာဖြစ်ပါတယ်ဆိုကျောင်းသားကျောင်းသူတွေနဲ့ဒီထမင်းနဲ့ဟိုထိုးတဲ့ဟိုယာတိမရောက်ခင်ရက်မရောက်ခင်ကျွန်တော်တို့ကကြိုတင်ပြီးတော့ဟိုတငယ်ချင်းတွေစုစည်းပြီးတော့ဟောဒီနေ့မှဆိုရင်တော့ကိုတွေဘလိုမျိုးအဲပါဝင်ပြီးတော့အဲလှုပ်ဆောင်ကြမယ်ဆိုတော့ဟိုဒီလိုစီဝေးတိုင်းပြီးတော့မှကျွန်တော်တို့တွေအခုဆိုရင်ဖဲပြားဝါလေးတွေအကုန်လုံးထမင်းနဲ့ထိုးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုလှုပ်ပြီးတော့ခါတဲ့ကျွန်တော် တန်ချက်တွေလည်းထိုးရမယ်ကလည်းကကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟိုကျွန်တော်တို့ဒါဒီခမနဲ့ထိုးပွဲပြိုင်ပွဲဝင်လာဆိုရင်ခုတတိယနှစ်ဆိုတော့၃ချိန်မြောက်ပေါ့နော်ကျွန်တော်တို့ပထမနှစ် first year ရရောက်ရှင်းမှာအဲ2012ခုနှစ်မှာပေါ့ကျွန်တော်တို့ဒါဟိုခမနဲ့ထိုးပွဲမှာဟိုပထမဆုကိုရရှိခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့လည်းပထမဆုရအောင်ထိုးမယ်လို့ကျွန်တော်ရည်မှန်းထားပါတယ် တပူရဲလာဟာအီးထရှိပြီးအစီခန်းချောက်ချင်းဖြစ်တာကြောင့်စီနိုင်နဲ့အပူတက်စာ ထမင်းလေးကို စားပြီးပါက အသားရည်စူပြေးစေတယ်လို့စေကျက်များအရာအဆိုရှိရဲ့ရာဒီကိုက်တက်စာပဲဖြစ်ပါရဲ့ရှင်။ 12လရာသီပွဲတွေကဟလာပွဲလေးတစ်ပွဲပါပဲဒီကာလသည်ချမ်းရည်တဲ့ကာလဖြစ်တယ်ဒါကြောင့်မလို့ထမင်းတို့ထိုးထမင်းနဲ့ထိုးပြီးတော့ဝိုင်းဝန်းထိုးတဲ့စူပေါင်းညီညာရင်းနဲ့ဟုတ်လားဒါဟိုနေအေးအေးတန်ကိုလည်းဟုတ်လားကာကွယ်ပြီးသားဖြစ်သွားတယ်စူပေါင်းညီညာမှုစီလုံးညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုဆိုတော့ဒါစိတ်သက်လေးတွေကိုလည်းပုံမူပြီးတော့ရရှိသွားစီမှာဖြစ်ပါတယ်ခင်ဗျာဒါဆရာမတို့ရဲ့ရိုးရာစစ်စစ်ပဲเนาะထမင်းနဲ့ထိုးပွဲကဒီတစ်ခုနဲ့လာရောက်ပြီးဆိုရင်ဆရာမတို့ကယာတီနဲ့ကိုက်ညီတဲ့ဒါဟိုဆရာမတို့မြန်မာအာဟာရပဲပေါ့เนาะဘလောက်စားစားဘာမှအန်ရည် မဖြစ်ဘူး။တော့ကျမရေးတယ်ညီညွတ်တယ်။တော့အကုန်လုံးပေါ့ဂျင်းဟိုမြေပဲနှမ်းပေါ့အစုံပဲနော်ဆရာမတို့ဒါမြန်မာပြည်ကထွက်တဲ့ပစ္စည်းတွေအားလုံးပဲအကုန်စုပေါင်းပြီးတော့ငင်းတို့ဆောင်နေပွဲပါဒါမြမရိုးရပွဲပဲဟုတ်ကဲ့ဒီဒီထမင်းထိုးပွဲပြိုင်ပွဲရဆိုတော့ပြင်တာဟိုစီလုံးညီညွတ်မှုလဲပေါ်ဆောင်နေចောင်းသားချင်းချင်းလက်တိုင်ဟိုဟိုတွေးစီညီညွတ်မှုရပြီးတော့ဒါရှေ့မှာအများဆုံးမမြင်ရတဲ့အင်အားတွေလည်းရှိနိုင်ပါတယ်ကျွန်တော်ထင်မိပါတယ် ချက်မင်းထိုးပွဲတော်ကိုကျင်းပရမှာလေမြန်မာတို့ရဲ့ရိုးရာတလေးဖြစ်တဲ့ဒူဘဝိုင်း OC ဝိုင်းများနဲ့တကယ်ကိုပျော်ရွှင်စွာနဲ့ကျင်းပပလုပ်တာကိုလည်းမြင်တွေ့ရပါတယ်။မြမပြည်သူများရှင်မြမရိုးရာ OC ဒူဘဝိုင်းများကလည်းငင်းချမ်းရည်ရဲ့စေတပါပဲဖြစ်ပါတယ်ရှင်။ ။တခုရဲလာမှာတော့ရှာကုလို့ခေါ်တဲ့ထမင်းပွဲများကိုပျော်ရွှင်စွာနဲ့ညှိနှိုးဝယ်ရာជីနူးဝယ်ရာမြင်ကွင်းတွေကိုမြမယူရပွဲတော်တစ်ခုဖြစ်စံပါခြင်းဟာဆိုရင်လေတကယ့်ကိုဂုဏ်ယူဝယ်ရာကောင်းလာပါတယ်။ဒီမြမယူရပွဲမှာဒီចောင်းသားတွေအားလုံးကမြမယူရရင်ချင်းမှုကိုသိရမယ်။မြမဒလေးကိုဒိုဘအိုးစီဥရွှေမိုးတော်မူကသိရမယ်။ဒိုဘအိုးစီသိရမယ်။မြမယူရထမင်းနယ်ပွဲသိရမယ်ပေါ့။အဲ့ဒီအသိပညာတွေရောနော်။သူတို့ရဲ့စုပေါင်းအားတွေအကုန်လုံးပါတာပေါ့ဒါတွေက။ ကျောင်းသားတွေနဲ့နီနီကကဒီလိုခုံရင်းပေါ့ဆရာဆရာမနဲ့ကျောင်းသားပူပေါင်းဆောင်ရွက်ရတဲ့အတွက်ကျောင်းသားနဲ့ဆရာမပို့ပြီးရှင်းနေတယ်သူတို့ရဲ့အခက်အခဲသူတို့ရဲ့အတွေ့အကြုံဆရာမပို့မလင်းလင်း ြောတာပေါ့နော်အမြင်တန်းဟိုတိုင်မင်ပြီးတော့ကြောင်းသားတဲ့ဆရာမဒါတိုင်မင်ပြီးတုတ်တဲ့ပွဲပဲပိုပြီးချစ်ခင်ရင်းနှီးမှုရပါတယ်စီလုံးညီညွတ်မှုလည်းရပါတယ်ကြောင်းသားအများနဲ့တက္ကသိုလ်ရဲ့အရာတာကိုခံစားရပါတယ်ပျော်ရွှင်ကြပါတယ်ဟုတ်ကဲ့ဟိုဒီလိုမျိုးထမင်းထုတ်ဝဲထုတ်တာကောင်းပါတယ်ကျွန်တော်တို့ရဲ့မြမရင်ကျင်းမှုမြမကာချာရပါတာထိုးတာကိုကျွန်တော်တို့အနေနဲ့မပြောက်ပြက်အောင်လှုပ်ဆောင်တဲ့ကြောင့်မို့လဲလုံမဲ့ဂုံယူမိပါတယ်ရုတ်ကင်းပါနော် ချက်မနေထိုးဝဲကျင့်ပါပလုတ်ခြင်းဟာစီးလုံးညညွချင်းတဘောအမျိုးသားကျက်မာရေးတဘောစုပေါင်းညညအောင်ချောင်းဖြာသည့်တဘောကိုစောင့်နေတဲ့အတွက်အနှစ်သာရပြည့်စုံတဲ့ပွဲတော်တစ်ခုလိုပဲဆိုရမှာပဲဖြစ်ပါတယ်ရှင်။ မိဘပြည်သူများရှင်ရန်ကုန်ပညာရေးတက္ကသိုလ်2014-2015ပညာသင်နှင့်အတန်းတာယာရေးကော်မတီလိုင်းထမင်းထိုးပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်အဖွဲ့6ဖွဲ့ပါဝင်ပြီး စုများကိုအတီးတီးပေးအပ်ချင်းမြင်ခဲ့ကြပါတယ်ရှင်။အရင်ကတော့ထမင်းထိုးပြိုင်ပွဲကြီးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ရှင်။ ောက်ပါတော့မိဘပြည်သူညီကိုမောင်မများရှင်အခုဆိုရင်တော့ရန်ကုန်ပညာရေးတက္ကသိုလ်မှာဒီကနေ့2015ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာကျင်းပပလုပ်တဲ့အကျန်းကွန်မတီ live ထမင်းထိုးပြန်ပွဲကြီးနဲ့ပတ်သက်ပြီးမိဘပြည်သူများကြိတ်ရှုခန်းစားစေနိုင်မှုအတွက်ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်ကျမတို့မြန်မာလူမျိုးတွေရာဆက်နှစ်လရာသီပွဲတော် live ပွဲတော်တွေကိုသစ်ဆင်နှစ်တိုင်းကျင်းပပလုပ်လို့ရှိပြီးတော့အထင်ကြီးကပွဲတော်များစွာတွေကမှထမင်းထိုးပွဲအားဆိုရင်လည်းအပါအဝင်ပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့မိဘပြည်သူများတွေ့မြင်ရတဲ့အတိုင်းပါပဲအကြောင်းသားအကြောင်းသူ များအနေနဲ့တကယ့်ကိုပျော်ရွှင်စွာနဲ့ထမင်းရောပွဲတော်ကြီးကိုအောင်မြင်စွာနဲ့စံပါပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုတ िश ူအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။